ညာအလုပ်တွေရင်နာချပေမယ့်အခက်အခဲကြုံရတဲ့ပြည်သူတွေကိုမျက်နှာလွှဲမထားနိုင်လို့မန္တလေးအထိလာတွေ့ခဲ့တဲ့ပြည်သူ့နဲ့ဦးဝဲတို့ဇနီးမောင်နဲ့ နုပညာလှုပ်တွေကိုမလှုပ်ကိုင်းတော့ဘယ်ရန်နာကြပြီးပြိသက်တွေနဲ့ဘလောက်ဝေးကွာနေပါစေအခက်ခဲတစ်ခုကြုံလာတိုင်းမှာမျက်နာမလွှဲချနိုင်ခဲ့တာကတော့လေးစားစရာစိတ်တက်လေးပဲဖြစ်ပါတယ်ဒီလိုစိတ်တက်ပိုင်းရှင်နေဖြစ်တဲ့မြန်မာနိုင်ငံကျော်ထိတ်တဲ့နုပညာရှင်ဇနီးမောင်နဲ့ပြည်တူးနဲ့အဝဲတို့ကလက်ရှိမှာဆိုရင်တော့မန္တလေးကိုရောက်ရှိနေကြတယ်လို့သိရပါတယ်သူတို့ဇနီးမောင်နဲ့အတူသမီးလေးနဲ့တန်လေးရောပေါဝနာဖြစ်ပြီးမိသားစုအလိုက်ကိုညီကတည်းလုပ်ငန်းတွေမှာအကျွမ်းမှန်တက်နဲ့လှုပ်ဆောင်နေခဲ့ကြတာပဲဖြစ်ပါတယ်တရက်ကြောင်းတွေကိုဘယ်မီဒီယာကမှလည်းမတင်သလိုသူတို့ကိုယ်တိုင်ကလည်းဆိုရှယ်မီဒီယာမှာအဲ့ဒီအကြောင်းတွေတင်ပြီးတော့ထုတ်ပြောတာမျိုးမရှိခဲ့ 把欧西。 ဒါပေမဲ့လည်းအခက်အခဲကြုံတွေ့နေရတဲ့ပြည်သူတွေကိုကုညီစာနာသနာပြီးအမှန်တကယ်လိုအပ်နေတဲ့အကူအညီတွေကိုမိသားစုတွေအတူတကွပူးပေါင်းလှုပ်ဆောင်ပြီးတော့ကုညီပေးနေကြတာပါရှင်။အခုမန္တလေးကိုရောက်ရှိနေတဲ့ဆိုရာကလည်းအဓိကအားဖြင့်ငလင်ဘေးကိုခန်းစားနေရတဲ့ပြည်သူတွေအများပြားရှိတဲ့နေရာဖြစ်တာကြောင့်လူနာတွေအများပြားရောက်ရှိနေတဲ့မန္တလေးပြည်သူစေယုံကြီးကိုတွားရောက်တွေ့ဆုံပြီးတော့အခက်အခဲကြုံတွေ့နေရတဲ့ပြည်သူတွေကိုအပိနေတဲ့စကားတွေပြောနေခဲ့ပါတယ်။လိုအပ်နေတဲ့အလူငွေတွေနဲ့တခြားသောစားနပ်ရိက္ခအသုံးဆောင်တွေကိုလည်းသူတို့တတ်နိုင်တဲ့မြတ်အလှူဒန်းကုသိုလ်ယူသွားခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုမျိုးပြည်သက်တင်နဲ့မတွေ့ဆုံတာကအနုပညာအလုပ်တွေရည်နာထားကြတဲ့ကဖြစ်ပြီး၄နှစ်ကျော်၅နှစ်မကကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။ပြည်သက်တင်နဲ့အနီးကပ်စွာတွေ့ဆုံမှုမပြုလုပ်သလိုဘဲမီဒီယာရှိမှမှပေါ်ထွက်မလာခဲ့ကြတဲ့သူတို့ဇနီးမောင်နှံနဲ့မိသားစုကဆိုရင်တော့အခုချိန်မှာပြည်သူတွေကြားထဲကိုကိုယ်တိုင်ရောက်ရှိနေကြပြီးတော့အခက်အခဲတွေကိုမျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။အနုပညာအလုပ်တွေရည်နာထားတဲ့ဆိုတာကလည်းပြည်သက်တင်နဲ့မတွေ့ကြလို့မဟုတ်ပဲသူတို့ရဲ့ခံယူချက်တချို့ကြောင့်သာဖြစ်ပါတယ်။ဒါကြောင့်ဘာပြမမရှိပဲအခုလိုမျိုးသဘောဝ BNN နဲ့တခုခုကြုံလာလိုက်မှထိတ်ဆုံးကခံစားနေရတဲ့ပြည်သူ ွေကိုတော့တကယ်ကိုသနားနေခဲ့မိကြတာပါ။ဒါကြောင့်လဲအခက်ခဲတွေကိုမျက်နှာလွှဲမထနိုင်ပေပြည်သူတွေကြားထဲကိုကိုယ်တိုင်ရောက်ရှိလာပြီးတော့အလှူငွေတွေနဲ့လိုအပ်တဲ့အသုံးဆောင်တွေကိုပေးရလှူဒန်းကုသိုလ်ယူနေခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကဒီလိုမျိုးသူတို့ချစ်ရတဲ့အမှုပညာရှင်ဇနီးမောင်နှံကိုတိုင်းလာရောက်တွေ့ဆုံကြပြီးတော့အပိနိဒိတ်စကားပြောတဲ့အခါမှာတော့တကယ့်ကိုမှအတက်ခင်ရပါတယ်။သူတို့တွေကြုံတွေ့နေရတဲ့အခက်အခဲတွေဆိုတာကလည်းတော်တန်ရုံမဟုတ်ပေမဲ့ချစ်ရတဲ့အမှုပညာရှင်ဇနီးမောင်နှံနဲ့အမိသားစုကိုတွေ့မြင်ရတဲ့အခါမှာတော့အနေငယ်စိတ်သက်သာရရသွားခဲ့ကြတာပဲဖြစ်ပါတယ်။ ပြည်တည်ဦးနဲ့ဦးဝဲတို့ဇနီးမောင်နိုင်ကလည်းတကယ်ကိုနှိထွေးစွာနဲ့အပိနေတဲ့စကားတွေပြောပြခဲ့ကြပြီးတော့အခက်ခဲတွေကြားမှာသူတို့ရှိနေပြပါမယ်ဆိုပြီးတော့လည်းဂရုပေးနေခဲ့ကြပါတယ်။သူတို့ဇနီးမောင်နဲ့အတူတမီးလေးပြည်သူတို့ဟာဆိုရင်လည်းအရွယ်နဲ့မလိုက်အောင်လူဒန်းကုသိုလ်ယူမှုတွေမှာတက်ကြွစွာနဲ့ပတ်ဝန်းလှုပ်ဆောင်ခဲ့ပါတယ်။ရုပ်ကလေးကသာခက်တီတီနေထိုင်မိမယ်စိတ်သဘောထားကတော့အင်မတန်ကိုမှနုညံ့သိမ်မွေ့ပြီးပြည်သူတွေရဲ့အခက်ခဲကိုကိုကျင်းစာနားလည်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးသူတို့မိသားစုကြီးကမန္တလေးပြည်သူစေယုံကြီးကိုကိုယ်တိုင်လာရောက်ကြီးချူပြီးတော့ပြည်သူတွေနဲ့တွေ့ဆုံကအခက်အ ခရီးကိုကူညီနေကြရတဲ့ဆိုတဲ့အကြောင်းဗီဒီယိုရိုက်ပြီးတော့တင်ပြသူတို့ချို့ကြောင်းသာပြည်သက်တွေကသိရှိသွားခဲ့ကြတာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံကတော့ဘာတစ်ခုကိုမှဆိုရှယ်မီဒီယာမှာတင်တာမျိုးမရှိဘဲဘသူတွေနဲ့ဘလို့သွားပြီးတော့ကူညီတယ်ဆိုတာတွေကိုတိတ်ဆိတ်စွာနဲ့သာလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။မင်းသမီးကြီးခိုင်နှွေးစီကိုတိမ်မောင်ရာနဲ့ချီလှူဒန်းကုသိုလ်ရုံးမှုတစ်ခုကိုသာပြည်သက်တွေကသိရှိခဲ့ကြတာပါရှင်။ ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့တခြားသောအတိုင်းဝိုင်းတွေကနေတစဉ်အလူငွေများစွာကိုထည့်ဝင်လှူဒန်းကုသိုလ်ယူနေကြတာဖြစ်ပါတယ်။ဒါတွေမကသေးပါဘူးရှင်။အခုလိုပြည်သူတွေစီကိုကိုယ်တိုင်တွားရောက်တွေ့ဆုံပြီးအခက်အခဲတွေကိုမျှဝေခံစားကအပိနှစ်သိမ့်ပေးနေကြတာလည်းဖြစ်ပါတယ်။နုပညာလုပ်တည်ရန်လာပြီးပြည်သူနဲ့ဝေးကွာနေပြီးမဲ့ပြည်သူတွေအခက်အခဲကြုံလာတိုင်းမှာရှေ့ဆုံးကနေရှိနေပေးကြတဲ့ပြည်သူဦးနဲ့ဦးဝဲတို့ဇနီးမောင်နဲ့အပေါ်ပြည်သူကြီးတို့ရောလေးစားမိကြပါသလားရှင်။